အန်ယူဂျီကတော့ကျွန်တော်နှုတ်ထွက်တယ်လို့ပြောပေမဲ့လည်းတကယ်တော့ဆိုတော့ဒေါ်လှရေးကနေပြီးမှအာပို့ဖို့တော့ထီရောက်ဖို့ကျွန်တော်ကအန်ယူဂျီကနေပြီးမှเนาะကျွန်တော်အနာယူရချစ်ဖြစ်တယ်ဒေါ်လှရေးဖက်မှာကျွန်တော်တို့တရားမှတရားလုံနိုင်ဖို့အလုံးဟာတိုင်းမတားမှယူကြည့်တယ်အန်ယူဂျီဟာလည်း reform process တွေ့နေတူတွားနေတာရှိတယ်ကျွန်တော်တမနာကြီးရောဝစီချိုကြီးနဲ့ကျွန်တော်ထွက်တော်ဥက္ကဋ္ဌ အဲ CRP ကျုပ်ကထပေါ့နော်ကျွန်တော်တို့တို့ရောက်လဲကျွန်တော်ကိုတယူဝီဒီဩဂတ်စလမကူခီမာကျွန်တော်ကိုအကြောက်ချပြီးပြီးဒီ reform နဲ့ပတ်သက်ပြီးမှကျွန်တော်ဝစီဌာနတွေဟာလဲ dissolve လုပ်မဲ့နေရာမှာပါတယ်လို့ကျွန်တော်ကိုတယူဝီပြောပြီးဆိုတော့ကျွန်တော်ဖက်ကလဲတို့ဓမ္မနာကြီးနဲ့အာဝေချိုကြီးနဲ့ခုနလိုလွှတ်တော်ဥက္ကဋ္ဌเนาะဒီကျွန်တော် CRP ကျုပ်ကထကိုလဲပြောပြီးပြီးတို့အနေနဲ့လဲကျွန်တော်မှာ energy မှာ နော်ကျွန်တော်ကဆက်လက်ပြီးမှပါဝင်နိုင်မှာမဟုတ်တော့ကြောက်ကိုအဲ့ဒီမှာလဲကျွန်တော်လဲသူတို့ကိုပြောလိုက်ပြီးဖြစ်တယ်ဒေါ်လာကြီးရဲ့လိုအပ်ချက်အရာအဲ့ဒါကိုလောက်တာဖြစ်တယ်ဒေါ်လာကြီးပို့ပြီးတော့ထီရောက်သွားအောင်ကျွန်တော်လုပ်ရချင်းဖြစ်တယ်အခုကအခုနောက်လို့ပေါ့နော်ဒီ energy မှာကျွန်တော်ဆက်လက်မရှိတော့ချီအဖြစ်လွတ်လာသွားတယ် independent ဖြစ်သွားတယ်နော်ပို့ပြီးတော့ကျွန်တော်ဒီ initiative တွေကိုကျွန်တော်ဟာနော်အတရားမှတရားအယူဆက်မှကျွန်တော်လုပ်လို့ရသွားတာပေါ့တစ်ဖက်ကပြောမယ်ဆိုရင် ဒီ energy ကနေပြီးမှအဲအထွေရချစ်တီတစ်ဖက်ကပြောမယ်ဆိုရင်တော့အခုန initiative တို့ခုမှကျွန်တော်ကိုတိုင်ခေါင်းဆောင်ပြီးမှအဲ့ဒါကို Lutu platform ပေါ့ကျွန်တော် People's platform လို့ခေါ်တယ် platform တို့ခုကိုကျွန်တော်အဲ Lutu အတွက်ကိုတည်ပေးလိုက်တာဖြစ်တယ်အဲ့ဒီလာချောက်တို့ခုပေါ့အဲ့ဒါမှကျွန်တော်ကအပြစ်အဝါပို့ပြီးမှအဲ့ဒါမှခေါင်းဆောင်နိုင်ဖို့ဆိုရင်မှကျွန်တော်တို့ကအခုနလိုပေါ့နော်ဒေါ်လာရိတ်ကိုမျက်နှာမူပြီးမှဒါကိုလိုလိုလိုရချစ်ဖြစ်တယ် ဒေါ်လာရီကိုဒီထက်မကထီအောင်လို့ဆီချင်လို့ဒေါ်လာရီအောင်မီယာအတွက်အခုက resource ကယူဆဖြစ်တယ်အခုနပြောတော့အလူခါပြီးမှဒေါ်လာရီကိုဆက်လုပ်လို့မရတော့ဘူး new initiative ကိုတွားဖို့ရအတွက်နော် energy ကနေပြီးမှကျွန်တော်နှုတ်ထွက်ရချင်းဖြစ်တယ်တစ်ဖက်ကပြောမယ်ဆိုရင်သူတို့ဖက်က reform process ကတော့အဲသူတို့ဆက်သွားနေတယ်အဲတာဝစီတဲ့လူတွေဖက်ကနေပြီးနှားလက်တာကိုလူထုကိုဖွင့်လင်းမေတ္တာစွာပေါ့နော် transparency နဲ့ accountability ချချနဲ့သူတို့ကအဲ့ဒီ reform process ကိုလည်းချပြလိမ့်မယ်လို့ကျွန်တော်ယူကြည်ပါတယ်အမေရိကပီထော်ဆုမှာလည်းဒီအခုနောက် institute တခုကိုထောင်ပြန်အဒါမှတ်ဖို့တရားသွားပြီအမေရိကအစိုးရက regulate လုပ်တဲ့အဖွဲ့အစည်းတွေ institute ဖြစ်လာတယ်ဒါလည်းအင်မတမှယူကြည်တယ်အစိုးရတခုကအတိမပြုပြီးမှ regulate လုပ်မဲ့အဖွဲ့အစည်းတခုကိုကျွန်တော်အောင်မြင်စွာမှတ်ဖို့တရားရတယ်ဆိုတာဟာလည်းတော့လှကြီးရဲ့เนาะအောင်မြင်မှုတခုပဲဒါဘာအကောင့်လဲရပြီး ထုံနေတူပေါ့နော် NUG ပြပပစီ RP H ပြပပ NUCC နဲ့ဒေါ်လာရရှိဒီအနေနဲ့ကတော့အမေရိကမှာတကြွေပါအောက်တော့ဖွင့်လို့မရဘူးပေါ့တစ်ဖက်ကပြောမယ်ဆိုရင် legal entity နဲ့ရတည်လို့မရတဲ့အခါမှာကျွန်တော်ကခုန initiative တုတ်ခုနဲ့ institute တုတ်ခုနဲ့ကောဒီမှာ legal entity နဲ့ရတည်ပြနေတယ်ဆိုတာဒေါ်လာရကိုအများကြီးအကျိုးပြုလာမှာဖြစ်တယ်ဆိုတော့အမေရိကပြည်ထောင်စုမှာ institute တုတ်ခုကိုထောင်တဲ့အတိုင်းပဲကျွန်တော်ကလည်း ် UK မှာလည်းကျွန်တော်တို့နောက်လာမယ့်အပမှာတွားမှာဖြစ်တယ် UK မှာလည်းဒီ institution ကိုထားရမှာဖြစ်တယ် UK အစိုးရနဲ့ချိဆက်ဖို့အိမ်မတားမှယူကြည့်တယ်ထိုနည်းတူပဲ Austria နိုင်ငံမှာလည်းဒီ institution ကိုထောက်ဖို့ယူကြည့်တယ်ထိုနည်းတူပဲ Europe တိုက်တနေရာမှာလည်းဥမာ Germany တို့မဟုတ် France မှာလည်းထောက်ဖို့ယူကြည့်တယ်ဥမာ Japan တို့တောင် Korea တို့ကအစပေါ့နောက်ဆုံးမှာဆိုတော့ India တို့ Bangladesh နဲ့ထိုင်းနိုင်ငံတို့မှာတောင်းမှာဒီလို institution များလို့အကူလို့အားတယ်ဆိုတာကိုတော့ကျွန်တော် เนาะဒီ principle အဖြစ်တော့ပြောလို့ရတယ်ဆိုတော့ဒါကတော့ global movement တစ်ခုဖြစ်လာမှာပေါ့ America ပြည်ထောင်စုတစ်ခုထက်မဟုတ်ဘူး energy မှာတော့ကျွန်တော်ရဲ့စာတာအတိုက်ဆွဲတော့လူမှနေရမှာပို့ဖြစ်ဖို့တော့ကျွန်တော်ကတော့စာတာပြပါတယ်เนาะလူမှနေရမှာလို့ပြောတဲ့အခါမှာအခုနလို့ပေါ့เนาะဥမာကျွန်တော်ဒီအဲကျွန်တော်အဥမာပေါ့ကျွန်တော် လူမှနေရမှာလို့ပြောမယ်ဆိုတော့ဒီမှာပိုးပြာ capacity ရှိတဲ့လူတွေကိုလည်းတော့နေရာလေးပေးတာတော့ဥမာပေါ့နော်အခုနာဆိုပြီးတော့ကျွန်တော်ဥမာအဲဒီကျွန်တော်အာအဝစ်ချုပ်ကြည့်နေနေဆိုရင်လည်းနိုင်ငံတကာဝစ်ချုပ်တွေနဲ့တွေးနိုင်မဲ့အခက်ကြီးလေးတွေပေါ့နော်ဒါတွေကိုကျွန်တော်ဆူတောက်ပေးပါတယ်ဥမာမဟုတ်ယူတော့ကျွန်တော်ဟာဒီဒေါ်လာရေးကိုချိန်ဆတဲ့အခါမှာတော့တော်တော်ကိုကခက်ခဲရှိမယ်ဒါကြောင့်မလို့ဒီကကွေးဝစီဒီဆိုရင်လည်း တခြားနိုင်ငံကကွယ်ဝစီတွေနဲ့တွေ့နိုင်ဖို့တော့အလိုအလားတယ်ပေါ့နော်။ဆိုတော့ BTA ဆိုရင်တခြားနိုင်ငံက BTA ပေါ့။ဒါကနိုင်ငံတကာဆက်စားရေးမှာဒါကအင်မတန်မှလည်းရည်ကြီးတယ်။ဥပမာဒီဒေါ်လာကတရုတ်ကဟိုဖက်ကလည်းရှိနေတယ်ပေါ့နော်။တစ်ဖက်ကအိန္ဒိယရှိနေတယ်။မြန်မာနိုင်ငံဟာလည်းဒီအီအာရှိနိုင်ငံတွေအကြားမှာပထွေနိုင်ငံရေးအရာဖြစ်နေတဲ့အခါကျတော့ဒီပထွေနိုင်ငံရေးကိုကျွန်တော်ဟာကြိုက်တွယ်တဲ့အခါမှာအခုနောက်လို့ပေါ့အနက်ဆုံးပေါ့အီအာရှိနိုင်ငံတွေနဲ့ဒီအိန္ဒိယရှိနိုင်ငံတွေရဲ့ เนาะဟိုဌာနဆိုင်ရာအချစ်ချစ်ပေါ့เนาะဥမာဟိုအဲ့လိုပေါ့အဲ့လို G2G ဆက်ဆိုင်ရေးမှာပေါ့เนาะအများကြီးဒီထက်မကပို့ပို့တော့ကျွန်တော်ကတော့ဟို NUG မှာလဲရှိလာမယ်လို့ reform ပြီးတော့ရတော့အအတိဖြစ်လာမယ် reform နောက်ကထွက်လာမယ်ဥစ္စာဆိုရင်အခုနလိုပေါ့ G2G ဆက်ဆိုင်ရေးမှာအဲ့လိုဖြစ်လာနိုင်ဖို့ကျွန်တော်ဆုတောင်းပေးပါတယ်အဲ့လိုဖြစ်လာပါစေလို့လည်းကျွန်တော်စာတပြုတ်ပါတယ်တော့မဟုတ်ဆိုတော့ကျွန်တော် reform လုပ်တာဟာ ်အခုနလိုပေါ့နော်ဟိုဟိုဟိုတော့လှိုင်းအကောက်စီဖို့မဟုတ်မှာတော့ကျွန်တော်နည်းနည်းဆုပ်ရည်တယ်ဒါတော့တော့ဟာရေးကာလမှာခုနလိုပေါ့နော်ကျွန်တော်ဖြတ်တက်ခဲ့ရတဲ့လာချောက်ချင်းဟာလည်းမတူတာနေများရှိတယ်အဲကျွန်တော်ကဒီအစိုးရလို့ပြောမယ်ဆိုရင် ဒေါ်လာရဲ့အစိုးရဖြစ်တဲ့အတွက်ကြောင့်ပေါ့နော်အခုကနိုင်ငံတကာဆက်ဆံရေးနဲ့နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှာအခုနကျွန်တော်ပြောသလို G2G မှာအတားရီဒေါ်တာတိုင်းသားတွေဟာလည်းနော်အလိုလိုနဲ့သူတို့ကကျွန်တို့ကိုအခုနလိုပေါ့နော်သူတို့နဲ့ပူးပေါင်းနိုင်မယ့်အနေထားတော့ရှိမှာပဲဒါပေမဲ့လည်းကျွန်တို့ကဟိုအဲ state actor အနေနဲ့အဲတွားနိုင်မယ့်အခကြီးမှာအခုနလို G2G ဆက်ဆံရေးမှာ တော်တို့ကမဖြစ်ခဲ့တဲ့ဥစ္စာတွေလည်းအကြောင်းမျိုးအကြောင်းရှိခဲ့တာပေါ့เนาะဒါကြောင့်မလို့ဒါတွေဟာလည်းကျွန်တို့ဒီတိုင်းသားဒီနဲ့ဆက်ဆိုင်မှာပေါ့เนาะနည်းနည်းဟိုပြောမယ်ဆိုရင်တော့ကျွန်တို့မှာ resource မရှိတော့ဘူးပေါ့เนาะပြီးတော့နိုင်ငံတကာစီကလည်းကျွန်တို့ကလိုလိုလားတဲ့တိုင်းသားတွေလိုအားနေတဲ့ဟိုအခုနောက်လိုပေါ့ defecto သူတို့မှာ cipita ရှိတယ် defecto legitimacy cipita ရှိတယ်အဲ့ဒီခိုင်မှာဖို့ကတော့အဓိကပေါ့ ဒီနိုင်ငံတကာအကူအညီကတော်တော်ကိုလိုအပ်လာတာပေါ့ဆိုပါဆိုအမေရိကမှာဆိုရင်တော့ဘာမာဥပဒေရှိတယ်ဘာမာဥပဒေအောက်ထက်ဖော်ရေးမှာလဲတကယ်တော့ဆိုရင်တော့နာလီတိုစစ်တဲ့ပေးရမယ်ဆိုတာပါတယ်အဲ့ဒါကိုလည်းကျွန်တော်ဟာထီအောင်အောင်ကိုမဟာဗျူဟာအရာပေါ့နော် strategy plan ကိုအမေရိကဆိုရနဲ့တစ်ဖက်က ပြောမယ်ဆိုရင်တော့အဲကျွန်တော်ကဒီ alternative plan ကိုနိုင်ငံတကာကိုမချပြနိုင်တဲ့အခါကျတော့ဒီမှာနှောင့်နှေးမှုတွေရှိတယ်ဆိုတော့အကြောက်ရတော့မြရတယ်တိုင်မဲ့လည်းခုန reform ပြီးသွားပြီဆိုရင်တော့ ဲ့ဒီ reform မှာပေါ်လာမဲ့ NUG မှာဆိုရင်အခုနလိုဒီထက်မကတိုင်းရသတွေနဲ့မဟာမိတ်တွေနဲ့ဆက်စားရေးအတွဲလဲအားကောက်လာမယ်လို့ကျွန်တော်မျှော်လင့်တယ်အဓိကတော့ resource ရရှိပါမယ်ကျတို့ not dollar ကာလမှာအစိုးရဆိုတာထက်ကအခုနလိုဘော resource ပေါ့ NUG နဲ့ကျွန်တော်တို့က resource ရရှိကြတော့အတဖအရေးကြီးပါတယ်ဆိုတော့ဆိုလိုတာကဥမာကျွန်တော်တို့မှာ resource ကိုနိုင်ငံတကာကနေပြီးမှတော့ရရှိနိုင်ဖို့ကအင်တာမှာအရေးကြီးတယ် resource လို့ပြောတဲ့အခါမှာတော့ငွေတစ်ခုငွေချေးဒီ finance တစ်ခုတည်းမဟုတ်ပဲね weapon ပေါ့လက်နက်ကအစားပေါ့နော်အဲဒါတွေကဥမာဒီအမေရိကမှာဆိုရင်လေ lobby နဲ့ advocacy အကောက်ကောက်နဲ့ခုနကျွန်တော်ပြောသလို PSC နဲ့ဝင်မယ်ဆိုရင်တော့ na little assistance ဆိုတာကို little အနေနဲ့ယူကရိန်းလည်းအဲ့လိုတွားတာပဲလေ ယူကရိန်းကပထမဆုံးနာလိထွက်ကိုရတယ်အမေရိကဆီကနေပြတယ်နောက်ဆိုတော့နန်ဆိုတဲ့စကလုံးကိုဖြုတ်ပြီးမှလိထွက်ဖြစ်လာတာပဲအဲ့လောက်အထိကိုကျွန်ုပ်ကတကယ်ကိုနိုင်ငံတကာကိုထိထိရောက်ရောက်နဲ့ခုန lobby နဲ့ advocacy ရဲ့ finance business ရဲ့ America company တွေဟာလည်းသူတို့နေချင်မြန်မာနိုင်ငံမှာ investment လုပ်ချင်ကြတာပဲတနေ့ကြရတာကိုကျွန်တော်ကဖွပေးရမှာပေါ့နော်ဆိုတော့အဲ့လိုနဲ့အင်တာမှာရေးကြည့်ပါလေဆိုတော့ဘယ်လိုပဲဖြစ်ဖြစ်ကျွန်တော်အနေနဲ့ကတော့ အဲ့လောက်ထိကိုကျွန်တော်တို့ကတွားနိုင်ဖို့လိုရည်ကြည်တယ်ဆိုတော့အဲ့လို resource ကိုရရှိနိုင်မယ်ဆိုတော့အတိမပြုချီဟာလည်းမျှလာမှာကျွန်တော်အမေရိကန်မှာစီးတဲ့ကျွန်တော်ပြည်သူတွေအနေနဲ့ PSC Political Action Committee မှာရှိခဲ့ဖို့ရှိမနေခဲ့တဲ့အခါကျတော့ကျွန်တော်လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ချိန်ဆမှုအားအရနေခဲ့တယ် ချိတ်ဆက်မှုအရနဲ့ခဲ့တော့ကျွန်တော်လွှတ်တော်ကိုဆက်လက်တယ်တော်တော်များများကဒါတွေကဥမာဆိုပါဆိုကျွန်တော်တို့ဒီအီဒီယာနာပီနယ်မှာ DPS နဲ့နေတဲ့လူပဲနှောက်စအဲ့ဒါတော့ကျွန်တော်မသိတော့ data မရှိတော့ဥမာကျွန်တော်က Texas ပီနယ်မှာဆိုရင် DPS နဲ့နေတဲ့ကျွန်တော်မြန်မာပြည်သူတွေပဲနှောက်ရှိတယ်လဲကျွန်တော်မသိတော့ဆိုတော့အဲ့ဒီအခြေခံ data တော့မှမသိပဲနဲ့ကျွန်တော်ကလွှတ်တော်အမတယောက်ကိုသွားပြောလိုက်တဲ့အခါကျတော့လွှတ်တော်အမကျွန်တော်မေ့ပြီ ဒါဆိုရင်တော့ခင်ဗျားတို့မှာကျွန်တော်ကျွန်တော်ရဲ့မက်ဆာဒနယ်မီမှာ DPS နဲ့နေတဲ့လူပဲနှစ်ယောက်ရှိတယ်မိတဲ့အခါကျွန်တော်တို့မတိဘူးလို့တော့ပြောလို့မရဘူးကျွန်တော်တို့အပေါ်မှာအရာကြီးရတာအရာခက်ခဲသွားတယ်ဆိုတော့ဒါကြောင့်မလို့ advocacy နဲ့ lobby လို့ပြောတဲ့အခါမှာအဲ့လောက်ထိကိုကကျွန်တော်တို့က oh in depth ကိုတွားဖို့လို့အလာတယ်နော်လို့အလာတဲ့အခါမှာအခုက DPS လည်းအထုံနေတူပဲကျွန်တော်ကအခြေရှိပါသေးတယ်နော်ဒီဥစားအခြေရှိပါသေးတယ်တစ်ဖက်ကပြောမယ်ဆိုရင်သူတို့ပြောတဲ့ statement အကုန်လုံးကိုဖတ်မယ်ဆိုပြီးတော့ ူတို့ရဲ့ဘီထိန်ဝစီဌာနဖက်ကနေပြီးမှထွက်တယ်ဆိုတာထက်စကားစကားငားထားတဲ့ lobby group ကနေပြီးမှပေါ့နော်ဒီတာပေါင်းများစွာရထားတဲ့အဲနော် lobby group ကနေပြီးနာအဲ့ဒီ statement ရဲ့ကိုလို့ကိုသူတို့ကရေးပေးထားတဲ့သဘောကိုကျွန်တော်တွေ့ရတယ်ဆိုတော့ဘလောက်အထစ် lobby ကထိရောက်တယ်လဲကျွန်တော်ကိုအဲ့ဒါနားလဲပေါ့ဘလောက်အထစ်အဲ့ဒါ advocacy ကကျွန်တော်အမ်ရည်ရှိတယ်ဆိုတာကိုအဲ့မှာတက်တက်ပြတာပေါ့နော် ခုဆိုတော့ဒီအမေရိကပြည်ထောင်စုမှာကျွန်တော်တို့က institution တခုကိုတကြွေဖွဲ့စည်းလိုက်ပြီးဖြစ်ပါတယ်။အဲ့တော့ကိုပြည်သူလူထုတွေကိုလည်းကျွန်တော် message ဖြစ်ပါတယ်။ institution အပတ်တကတော့ governance institution အတွက်ဖြစ်ပါတယ်။အဲ့ဒါတော့လွတ်မြောက်နေမယ်အကောက်ရေးပေါ့။အဲ့ဒါမှာလွတ်မြောက်နေမယ်မှာရှိတဲ့ governance တွေကိုစွရင်မြင့်တည်ရေး capacity building ရ yeah, ေး feasibility ရ yeah, ေးအဲ့ဒါကိုလုပ်နိုင်ဖို့ဆိုပြီးမှဆိုတော့ဟာ governance entity ကိုဖွဲ့ထားပါတာအဲ့ဒါ institution number 1လာချောက်တက်လာချောက်တုတ်ခုလို့မှတ်ထားပေးစီချင်တယ်လာချောက်နံပါတ်2ကတော့ကျွန်တော်ဒီ advocacy နဲ့ lobby လာချောက်ဖြစ်ပါတယ်အခုကစကားစားဟာလဲနိုင်ငံတကာမှာ lobby firm တွေကိုငှားပြီးမှသူတို့ဟာ million နဲ့ချင်းမှဟိုပက်စာပေးပြီးမှသူတို့လှုပ်ထားတာကိုလို့တွေ့ရပါတယ်ဒါကြောင့်မလို့ကျွန်တော်ဟာလဲအချိန်နဲ့တပြင်းငယ် lobby နဲ့ advocacy and institution ကိုကျွန်တော်ဖွဲ့ဖို့လိုအားလာပါတယ်။ဒါတော့ high army ဖို့ဖြစ်ပါတယ်။ဒါ number 1 institution ပေါ့။ number 2 institution ကတော့ကျွန်တော်ဒီ finance and business ပေါ့။အဲ့တော့ဟာလဲအင်တာမှာရည်ကြည့်ပါတယ်။ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်ဒီဒေါ်လာကြီးကိုလုပ်တဲ့အခါမှာအလုံငွေရှိတဲ့အခါမှာစစ်သွားတိုင်းတယ်။အလုံငွေမရှိရင်နောက်ပြဆုတ်တယ်ဆိုတော့ပုံစံနဲ့ကတော့ဒီဒေါ်လာသွားလို့မရတော့ဘူး။ ကျွန်တော်မှာ finance entity ရှိရမယ် business entity ရှိရမယ်အနာကတော့အတူချုံနဲ့ပြောမယ်ဆိုရင်လွတ်မြောက်နေပြီပေါ့ဥမာချင်းပြည်နယ်တို့ရခိုင်ပြည်နယ်တို့စကိုင်းတချို့နေရာမှာလွတ်မြောက်နေပြီစီးပိသားနေရာတွေမှာအိန္ဒိယ rupees ကိုဘာဖြစ်လို့မတုံနိုင်ရမှာလဲမြန်မာကြားပဲကျွန်တော်တို့နေရမှာလားအဲ့ဒါလက်တွေ့မိဖို့ကျွန်တော်မိဖို့လိုပါတယ်ထုံးနေတူပဲ လွှမ်းမြောက်နယ်မြေဖြစ်တဲ့ဒီတချို့ဒီဂရီနဲ့ဂရီနေမှာဆိုရင်လဲ tight garasi ကိုဘာလို့မတိုးနိုင်ရမှာလဲမြန်မာကြက်ကိုပဲတိုးနေရမှာလားဒါကကျွန်တော် business entity နဲ့ finance and defense စပ်ဖို့လိုလာတာအဲ့ဒါတွေကိုကျွန်တော်တို့စစ်စားနိုင်ဖို့နဲ့လုံနိုင်ဖို့မဟာပြူဟာမြောက်လုံနိုင်ဖို့အတွက်ကတော့ကျွန်တော်တို့က finance နဲ့ business entity လို့လာတယ်ဆိုတော့ institution တို့ခုရှိတယ်နဘာတီ institution ကတော့ governance institution ဖြစ်တယ် နပါနဲ့ကတော့ lobby and advocacy institution ဖြစ်တယ်။နပါတို့ကတော့ finance and business institution ဖြစ်တယ်ဆိုတာကိုအတူချုံနဲ့ကျွန်တော်မိတ်ဆက်ချင်ပါတာ။ဘာဖြစ်လို့အဲ့ဒါလို့အလားတလဲဆိုပြီးတော့ခုနပြောသလိုကျွန်တော်တို့မှာအခုကအဲ့လိုမတွားဘူးဆိုရင်တော့ဟာကဆက်သွားလို့မရတော့ဘူး။နံပါတ်1 resource ရစီရေးကိုတွားမှဖြစ်တယ်။ resource ရရှိဖို့ခုန institute တို့ခုလုပ်တာနံပါတ်၄ resource ရရှိပြီဆိုတာနဲ့ကိုကျွန်တော်တားပေါက်စုကိုဖွဲ့ဖွဲ့လို့အားလာပါတယ်ဥပမာ Burmese NATO ပို့စားလို့မျိုးပေါ့နော်ဒီအနောက်နိုင်ငံမှာဆက်တဲ့ NATO အဖွဲ့စီလိုမျိုးနဲ့ဆိုတော့မှာမြန်မာ cooperation treaty လိုမျိုးကိုကျွန်တော်ကတားပေါက်စုဖွဲ့စည်းဖို့လိုလာတယ်နံပါတ်၃ CNI တိုက်ရေးပေါ့ ကျတော့ဟာဒီစစ်ကိုအနိုင်မတိုက်ပဲနဲ့ကဒီဒေါ်လာရဲ့ကိုပတုံးနဲ့မှကတာဟာမရဘူး။ဆိုတော့နဘတ်တုတ်ကစစ်အနိုင်တိုက်ကိုတွားဖို့လိုတယ်။နဘလိုက်ကဒါပြီးကျွန်တော်ဖွဲ့စစ်ဖို့အတိရေးဆွဲရင်းနဲ့ရွေးကောက်ဖွဲ့ဖြစ်မြောက်ရေးပေါ့။ဖွဲ့စစ်ဖို့တည်အောင်မှာဒါနဘလိုက်နဘငါအနေနဲ့ကတော့မြန်မာနိုင်ငံကိုလည်း United State of Myanmar USM ပေါ့။ဒီဖက်ကအမေရိကဆိုပြီးတော့ USA USA or the law ကျွန်တော်မှလည်းဒီဖက်မှာ USM USM ဆိုတာကိုကျွန်တော်ဟာ ကျဲကျဲလောင်လောင်နဲ့နိုင်ငံတကာမှာအော်ဖွက်လို့လာပါတယ်ပြီးတော့ကျွန်တော်တို့မှာအုတ်ထုတ်တွေလဲ USM အုတ်ထုတ် USM EG USM တစိထုတ်နဲ့ကျွန်တော်တို့ဟာ Washington DC တို့ New York တို့ California အကုန်လုံးနဲ့ London Tokyo အကုန်လုံးမှာလဲအဲ့လိုနဲ့ကျွန်တော်ဟာ movement ကိုမတွားဘူးဆိုရင်နိုင်ငံတကာအနေနဲ့ကျွန်တော်မြန်မာနိုင်ငံဖြစ်ချင်တဲ့ဥစ္စာမြန်မာနိုင်ငံရဲ့ road map ကိုတို့တို့ဟာ alternative plan ကိုတို့တို့မှာနားမလဲတော့ဘူး ဒါကြောင့်မလို့အဲ့ဒီ၅ချက်ကိုတွားနိုင်ဖို့ရအတွက်ဒီဖက်ကအခုန legal entity တုတ်ခုကိုဖွဲ့ထားပါတယ်အဲ့ဒီမှာကျွန်တော်ရဲ့ဥက္ကဋ္ဌကားဒီမှာ rom talop လို့ခေါ်ပါတယ်ဒူကားအမေရိကမှာဆိုရတော့ဒီမြန်မာပြည်ပွားတဲ့အနေနဲ့စီးပွားရေးအဲ leader business leader တယောက်ဖြစ်တယ်အရာကိုအောင်မီလာခဲ့တဲ့အဲ business leader လို့ကျွန်တော်ကသူ့မှာပဲရှိပါတယ်နော်ဒူကိုလည်းကျွန်တော်အရာအကူပါတယ်ဒူကိုလည်းနည်းနည်းမိတ်ဆက်ချင်တယ် သူမမေးဆက်ခင်မှာသူ့အကြောင်းကိုနည်းနည်းပြောမယ်ဆိုရင်သူကဒီမှာအဲနော်ကျွန်တော်တို့အတူချိုးနေဆိုရင်တော့ Elon Musk Burmis Elon Musk ဆိုတော့သူကနာမည် nickname ကိုခေါ်ထားပါတယ်ဘာလို့ဆိုတော့သူကကျွန်တော်တို့အတွက်ဆိုရင်တာမအားကိုရတဲ့လူငယ်တယောက်ဖြစ်တယ်ဆိုတော့သူကိုတိုင်ကဒါဥက္ကဋ္ဌလုပ်ပြီးပြီးမှဒီ institution တွေကိုကျွန်တော်ဟာတယူဝင်နဲ့ voice study စီမှာဌာနချုပ်ချပြီးမှအခုဆိုရင်တော့ဒီ law firm နဲ့ချိန်ပြီးမှ အကုန်လောကကျွန်တို့ကဒါလှုပ်ထားတာဖြစ်ပါတယ်ဒီဖက်ကဆိုရတော့ van land လေလို့ခေါ်ပါတယ်သူကကျွန်တို့ဒီ institution အတွေ့အမှုချုပ်ပေါ့သူအနေနဲ့လည်းစာရွက်စာတိုက်တွေကိုလို့ပြုစုပေးတယ်ဒီမှာလည်း institution ဟာလည်းတေချာလဲအမေရိကဆိုရကအတိမပြပြမှာကျွန်တို့ကိုဟိုဘန်ကောရောနော်လက်မောအကုန်လုံးသူတို့ပေးပြတာဖြစ်တယ်အခုက ပီတလူထုလက်နဲ့နားလည်ဖို့ကတော့ကျွန်တို့မှာ NUG ရှိတယ် CRPH ရှိတယ် NUCC ရှိတယ်ဟုတ်ပြီကျွန်တို့ ဒေါ်လာရစုတွေရှိတယ်ဒါပေမဲ့အမေရိကမှာသူတို့ဟာတယူဝီအနေနဲ့ဘာအကောင့်တွေဖူးပြမှတယူဝီအဖွဲ့စစ်အနေနဲ့ရတည်ဖို့ကအရာခက်တယ်မဖြစ်နိုင်တလို့ပေါ့ဒါပေမဲ့အခုကတော့ကျွန်တော်မှာတယူဝီအဖွဲ့စစ်ဖြစ်တဲ့အခါကျတော့ကျွန်တော်မပါအကောင့်ဖွင့်လို့ရပြီကျွန်တော်ဘာအကောင့်ရှိပြီဆိုတော့ဒါဟာ B2 platform people's platform လို့ကျွန်တော်တို့ချုံတော့ပြခေါ်မယ်ဆိုတော့ဒါဟာလည်းကျွန်တော်ဒီဒေါ်လာရိတ်ကဒီလိုမသွားဘူးဆိုတော့ဒါဟာ မဖြစ်နိုင်တော့တဲ့အတွေ့အကြောင်လိုအပ်ချက်အရာ ကျွန်တော်တို့ဒီ institution တို့ခုကိုဖွဲ့စည်းထားတယ်ဆိုတာကိုအရင်ဆုံးကျွန်တော် message ရှင်းပါတယ်အခုကကျွန်တော်ကဒီ first entity ပေါ့ Institute of Peace and Federal Democracy IPF ဒီပေါ့ဒီဥစားကကျွန်တော် governance capacity building နဲ့ peace building နှခုကိုကျွန်တော်အေးဆိုးသွားမှာဖြစ်တယ်အခုကဥမာချီပင်တဲ့ကိုကြည့်မယ်ဆိုရင်တော့ conflict ကကျွန်တော်ရှိနေတဲ့အချစ်ချစ်ကြမှာပေါ့ဆိုတော့နယူးယောက်မှာရှိတဲ့တက်ကတိုဒီကိုလံဘီယာတက်ကတိုနဲ့ကျွန်တော်ဘာမောက်ခါနေတဲ့ကျွန်တော်ဟာအခြေခြေခါခါဆွေးနွေးခဲ့တယ်ဥပဒေဌာနကဘာမောက်ခါနေရော conflict resolution ဌာနကဘာမောက်ခါနေရော federal democratic ဌာနကဘာမောက်ခါနေရောပြီးမှဒီကျွန်တော်တို့ဒီ international relation နဲ့ public affair ကဌာနကမနော်ဒီကိုလာပြတဲ့ကတုတ်ကပါမောက်ခရနေတဲ့ကျွန်တော်ချိဆက်ခဲ့ပါတယ်အခုဆိုရတော့သူတို့ဖက်ကနေပြီးမှာ concrete proposal လို့ဖြစ်လာဖို့အတွက်သူတို့က concept note ထွက်လာဖို့ကိုပါမောက်ခရတဲ့သဘောတူပြီကျွန်တော်ထောက်ထားတဲ့ဖွဲ့စည်းထားတဲ့ institution နဲ့ကိုလာပြတဲ့ကတုတ်က partnership collaboration လုပ်မယ်ဒါတော့ကျွန်တော်ဟာ စူပါဤအားနဲ့လုပ်ဖို့လိုလာတယ်ဒါလည်းစနစ်တကျနဲ့ကျွန်တော်က professional လေးနဲ့လုပ်ဖို့လိုလာတာပေါ့အခုဆိုတော့တိထားတဲ့အတိုင်းပဲစက္ကစဖက်က lobby farm ကိုငှားထားတယ်ဘလောက်ထိပိုက်စာပေးတယ်လဲအလိုတီပီတာပဲ3.5 million လောက်ပေးထားတာအလိုတီပီတာဖြစ်နေဆိုတော့ကျွန်တော်ဟာ effective lobby လို့လာတယ် effective evocation လို့လာတယ်အဲ့လိုလုပ်ဖို့အတွက်ကတော့ကျွန်တော်ဟာအခုနလိုပေါ့နော် ဒီ lobby ရှိပိသားတွေအကုန်လုံးရော advocacy ရှိပိသားတွေအကုန်လုံးနဲ့ကိုကကျွန်တော်ဟာဟာချက်ငင်ငင်နဲ့ကိုကလုံနိုင်ဖို့လိုအပ်လာတယ်အခုကအဲ့ဒါမရှိဘဲနဲ့တော့အမေရိကန်မှာ lobby ကိုဒီတိုက်ပဲကျွန်တော်ဟာလုံနေလို့ကနော်ဟိုတို့ကလုံတဲ့အတိုင်းပဲလုံနေတော့အောင်မြင်မှာမဟုတ်တော့ပိုစာအစ်တစ်ခုနဲ့ပြောရတော့မှာနော်လအစ်တစ်ခုဒါကြောင့်ဒီ initiative ကတခုကလိုအပ်လာတယ် အခုကဒေါ်လာကြီးလို့ပြောမယ်ဆိုတော့မြန်မာနိုင်ငံမှာဒီတခါပထမမဟုတ်ဘူးဒေါ်လာကြီးကဒီမှာတမိုင်းမှာအမြဲတဆီအခုတချို့နေရာမှာဆိုဒေါ်လာကြီးက85နှစ်တောက်ကြပြီဘာဖြစ်လို့ကျွန်တော်ဒေါ်လာကြီးမအောင်မြင်နိုင်တလဲဆိုတော့ဟာလဲကျွန်တော်မိခွတ်ထုတ်ဖို့လို့ဟိုတို့ကလို့တဲ့အတိုင်းကိုပဲအမြဲတလို့တဲ့ဘာမှအပြောင်းလဲကိုမလို့ချင်ဘူးဒါကလည်းတစ်ဖက်ကရှိမယ်ဆိုတော့လေ lobby ဆိုလဲဒီတိုင်းပဲကျွန်တော် advocacy တိုင်းပဲသွားနေတမာယူချအတိုင်းသွားနေတော့ အခုတမတာနဲ့ဟိုတို့ကတမတာမတူတော့ဘူးဟိုတို့ကအမေရိကန်ပေါ်လစီနဲ့အခုအမေရိကန်ပေါ်လစီကမတူတော့ဘူးဒါကြောင့်မလို့ကျွန်တော်ဟာပြောင်းလဲမှုတစ်ခုကိုလုပ်မယ်ဆိုရင်တော့ new initiative လို့လာတယ်ဒါကြောင့်မလို့အခုနောက်ကျွန်တော်တို့က new initiative လို့ခေါ်တယ် lobby မှာလည်း new initiative လို့တယ် advocacy မှာလည်း new initiative လို့တယ် governance မှာလည်း new initiative လို့တယ်အဲ့လိုလာတီအမြင့်တည်တဲ့အတွေ့အခေါ်တည်တဲ့မရှိပဲနဲ့ဟိုတို့က အလုံးမဖြစ်တဲ့ idea တွေကိုတော့လာယူတော့မရတော့ဘူးပေါ့နော်အခုကတော့အလုံးဖြစ်ကိုဖြစ်အောင်လုပ်ရတော့မှာဒါကြောင့်မလို့ကျွန်တော်ဟာအခုက new initiative lobby ကို new initiative အခုတော့ professionally နဲ့ပေါ့နော်ကျွန်တော်ဟာဒါကိုလှုပ်ထတာဖြစ်နေတယ်